TV ရိုထဲမှာတော့သမိုင်းတည်းကအစိုးရဆုံးစီးပွားပြတ်ကက်ဖြစ်တဲ့ Great Depression အကြောင်းပြပြပေးသွားမှာဖြစ်ပါတယ်။1920လောက်ကဆိုရင်အမေရိကန်ကလူအများစုကချမ်းသာခဲ့ကြပြီးတော့ဝယ်ကျင်တာတွေဝယ်တယ်၊စားကျင်တာတွေစားတယ်၊ပါတီတွေလုပ်တယ်၊သချင်းနေနဲ့ကောက်ကွန်ပျော်ရှင်နေခဲ့ကြတာပေါ့။ဒါပေမဲ့ရုပ်တရက်ဆိုတဲ့လိုမျိုးတသက်လုံးအေးအေးဆေးဆေးထိုင်စားလို့ရတဲ့စီးစိမ်ချမ်းသာတွေကကုန်းကောက်ဆရာမကြံခဲ့အောင်ကုန်သွားခဲ့တယ်။ဒီပြက်ကကြီးကအမေရိကန်တစ်ခုတည်းပဲဖြစ်ခဲ့တာမဟုတ်ဘဲနဲ့ဒီကမ္ဘာလုံးမှာပြန့်နှံ့လာပြီးတော့ဒုတိယကမ္ဘာစစ်ကိုပါဖြစ်စေခဲ့တာ။ ဒါဆိုရင်ဒီလိုမျိုးစိုးရတဲ့မဟာစည်းဝါးပြက်ကက်ကြီးကဘလို့ဖြစ်လာခဲ့ရလဲဒီလိုအိမ်မက်ဆိုးကြီးတစ်ခုကဘလို့အဆုံးသတ်သွားခဲ့ရလဲဆိုတာကိုတင်ဆက်ပေးသားမှာမဟုတ်လို့စည်းပွားရေးနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့သူတွေကတီးကိုတီးထားတဲ့နဲ့အကြောင်းအရာတစ်ခုပါစည်းပွားပြက်ကက်ကြီးအကြောင်းကိုမပြောခင်မှာဒီလိုစည်းပွားပြက်ကက်တွေဘာကြောင့်ဖြစ်တာလဲဆိုတာအရင်ဆုံးရှင်းပြပေးပါမယ်အဓိကအနေနဲ့ကတော့စည်းပွားပြက်ကက်တစ်ခုဖြစ်ရင်အကြောင်းအရာနှစ်ခုနဲ့တွက်ချက်လို့ရတယ်ပထမတစ်ခုကတော့ငွေကြေးဖောင်းပွားမှုဒုတိယတစ်ခုကတော့ဝေတံမှုတက်တာပါ ။ရောင်းလုံအားနေပြီးတော့ဝယ်လိုအားများတယ်ဆိုရင်ငွေကြေးတိုင်မွာကျဆင်းလာပြီးတော့ကွန်ပျူတာတစ်ခုဝယ်မယ်ဆိုရင်ငွေအများအပြားတုံးရတာကိုငွေစည်းဖောင်းပွားတယ်လို့ခေါ်တယ်။အဲ့ဒါနဲ့ပြောင်းပြန်ရောင်းလုံအားများပြီးတော့ဝယ်လိုအားနေရင်ငွေကြေးတန်ပိုးမြင့်မားလာပြီးတော့ကွန်ပျူတာတစ်ခုဝယ်ဖို့ငွေနည်းနည်းပဲလိုအပ်တာကိုငွေတန်ပိုးတက်တယ်လို့ခေါ်တယ်။တိုင်းပြည်တစ်ခုကဒီရန်တစ်ခုလုံးရဲ့ဈာမှာရှိတည်ပြီးတော့တစ်ခုမဟုတ်တစ်ခုကအားကောင်းသွားပြီဆိုတာနဲ့စီးပွားရေးတစ်ခုလုံးကကမောက်ကမဖြစ်ပြီ။ဒီတော့တမိုင်းနဲ့ကအစိုးဆုံးစီးပွားပြက်ကက်ကြီးက ဒီနှစ်ခုတွေကဘယ်ဟာနဲ့ကိုက်ညီနေလဲဆိုတော့ကြည့်လိုက်ကြရအောင်ဒီဇလန်ကိုပြောရမယ်ဆိုရင်တော့1918ခုလောက်ကိုပြန်သွားရမှာပါအဲ့ဒီအချိန်တုန်းကပထမကမ္ဘာစစ်ကြီးပြီးစဆိုတော့အမေရိကန်စစ်သားတွေကလည်းပျော်ပျော်ရွှင်ရွှင်နဲ့ပဲအိမ်ပြန်လာခဲ့ကြတယ်စစ်ပီးခေတ်ပြန်လည်ထူထောင်ရေးကာလတွေမှာဆက်အောင်ဝဲရလက်တွေအနေနဲ့အမေရိကန်နိုင်ငံရဲ့စီးပွားရေးကတဖြည်းဖြည်းနဲ့တိုးတက်လာခဲ့ပြီးတော့စီးပွားရေးထိတိုင်းနိုင်ငံတစ်ခုဖြစ်လာခဲ့တယ်အဲ့ဒီအချိန်မှာအမေရိကန်မှာ Henry Ford လို့ခေါ်တဲ့လူက Ford Model T ကိုမိတ်ဆက်လာခဲ့တယ်လူတွေကလည်းအစဉ်ပြေနေတဲ့အချိန်ဆိုတော့ဒီကားကဈေးကွက်ထဲမှာတွင်ကျင်လာခဲ့တယ် အဲ့လိုနဲ့ Henry Ford ကအများကြီးထုတ်လုပ်မဲ့အစီအစဉ်ကိုအကောင့်ထည့်ပေါ်ခဲ့တယ်။အဲ့လိုအများအပြားထုတ်လုပ်နိုင်ခဲ့တဲ့အတွက်ကုန်ကျစရိတ်ကလည်းတက်တာလာပြီးတော့ကားစီးတွေကလည်းထိုးချခဲ့တယ်။1910လောက်ကဆိုရင်ဒေါ်လာ900ကျော်800နီးပါးပေးရတဲ့ကားတွေက1924ရောက်တဲ့အချိန်မှာတော့ဒေါ်လာ300အထိကိုကျဆင်းခဲ့တယ်။အဲ့ဒါကြောင့်တခြားကုမ္ပဏီတော်တော်များများကလည်းဒီနည်းလမ်းနဲ့ပဲထုတ်လုပ်ဖို့စူးစမ်းခဲ့ကြပြီးတော့ကုန်ထုတ်လုပ်မှုကအမြင့်ဆုံးဆိုတဲ့အတိုင်းအတာတီကိုရောက်ခဲ့တယ်။ကုန်ထုတ်လုပ်မှုမြင့်တက်လာတဲ့အတွက်ကြောင့်မို့လို့ဝယ်လိုကလည်းမြင့်တက်လာခဲ့တယ်။ ဒီအချိန်တွေကရောင်းလို့ရဝယ်လို့ရမြင့်တက်နေရဆိုတော့ဒါအတိုင်းပြည်အတွက်ကောင်းတာပဲလေမဟုတ်လားဒီလိုမျိုးကောင်းမွန်နေတဲ့စီးပွားရေးကအမားတစ်ခုဖြစ်ပြီဆိုတာနဲ့အကုန်ပြီးသွားပြီဆိုတာခွင့်မဆိုင်ခဲ့ကြအောင်ဒီထဲမှာအစိုးဆုံးကတော့ချင်းငွေတွေပါစီးပွားရေးရလည်းအဆင်ပြေနေကြတာဆိုတော့ဗန်ချင်းငွေတွေကိုပပပပပဲချင်းယူကြတယ်ဗန်တွေဘက်ကလည်းရေယုံကြည်ကြည်နဲ့ဘာမှအခက်အခဲမရှိဘဲနဲ့ထုတ်ပေးခဲ့ကြတာပေါ့ဒီလိုမျိုးချင်းငွေချင်းယူပြီးတော့သူတို့လောက်ကြတာသုံးခုတယ်ပစ္စည်းတွေဝယ်ကြတယ်ပါတီတွေလောက်ကြတယ်ပြီးတော့စတော့ရှယ်ယာတွေဝယ်ကြတယ်1922ခုနှစ်ကနေပြီးတော့ 1929ခုနှစ်အတွင်းမှာတော့ American Stock ဈေးကွက်ကစစ်ပီးကာလာတိုးတက်မှုတွေချင်းကွယ်လွယ်လွယ်ရနိုင်တာတွေနဲ့ထုတ်ကုန်အစ်စ်တွေပေါ်လာရတဲ့အကြောင်းမို့လို့6ဆအထိအောင်တိုးတက်ခဲ့တယ်။အဲဒါကြောင့်လူတွေမတင်ထားတဲ့အမျက်တွေကိုထုတ်ပေးလာနိုင်ပြီးတော့လူတွေရဲ့အယုံဆိုင်မှုရရှိလာခဲ့တယ်။ပြီးတော့ပိုင်ဆိုင်သမျှတွေကို Stock ဈေးကွက်ထဲကိုမကျန်းချိန်မဲမစီမေပြောပြစ်ထည့်ခဲ့ကြတယ်။တော်တော်များများတော့ချင်းငွေတွေမနိုင်မနည်းရှူပြီးတော့ရင်းနှီးမြှုပ်နှံနေကြတဲ့လောဘသားကောင်တွေပေါ့လက်ထဲမှာငွေနည်းနည်းလောက်ရှိရတဲ့ကို Stock ဈေးကွက်ထဲကိုပြေးပြေးပြထည့်ကြတယ်။ ါကြောင့်အရှင်ရဲ့ဝေလိုအပ်မြင့်တက်နေမှုတွေကချက်ချင်းဆိုသလိုပဲထိုးကြခဲ့တယ်။ဒါတော့မှအကောင်းမြင်စေတွေလွန်ကဲနေကြတော့မယ်။စစ်ပွဲအတွင်းမှာဆင့်မြင်ပြင်ဖြစ်ခဲ့ကြတဲ့ဥရောပနိုင်ငံတော်တော်များများကရုန်းကန်နေကြရပြီးတော့ကုန်တယ်မှုတွေရဲတက်နေကြရတယ်။အဲဒါကြောင့်မို့လို့အများပြန်ထုတ်လုပ်ထားတဲ့အမေရိကန်ကုန်ပစ္စည်းတွေကပြည်တွင်းမှာလည်းဝေလိုအပ်မရှိတော့သလိုပြည်ပမှာလည်းရောင်းထွက်ဖို့တော်တော်လေးခက်ခဲခဲ့တယ်။ဒီလိုရှိမှပြောခဲ့တဲ့လိုမျိုးရောင်းလိုအပ်မြင့်တက်နေပြီးဝေလိုအပ်မရှိဘူးဆိုတော့တိုင်ပတ်ကြပြီပေါ့။ဒါပေမဲ့ဒီပြဿနာတစ်ခုတည်းနဲ့တမိုင်းတွေကအဆိုးရွားဆုံးပြက်ကက်ဖြစ်မလာသေးဘူး။ ောက်ထပ်တစ်ခုရှိသေးတယ်။အဲ့ဒါက1929ခုနှစ်အော်တိုဘာလ24ရက်နေ့လူတော်တော်များများသိကြတဲ့အနိုင်အောင်ကြတာပြေ Black Thursday ကမကြိုဘဲနဲ့ရောက်လာခဲ့တယ်။ Black Thursday ဆိုတာကတော့ Store စီကကြဆင်းတဲ့နေ့ကိုနာမည်ပေးထားခဲ့ကြတာ။ရှေ့မှာပြောခဲ့သလိုပဲလူတွေကချင်းကြီးနဲ့ Store ကိုဝယ်ထားရတာဆိုတော့အတိုးပေးရတယ်။ဒါပေမဲ့လူအများကြီးရင်းနှီးမြှောက်နေကြတာဆိုတော့ရတဲ့အမျက်နဲ့ပြန်ပေးရတဲ့အတိုးကမမြောက်ဘူး။အဲ့လိုကနေပြီးတော့ထောက်ရမှုကြံခဲ့တယ်။အဲ့ဒီက စတော့တန်မိုးစုစုပေါင်းစနေတသမ9တန်းအထိတောင်မှထုံရောင်းမှုကြီးဖြစ်ခဲ့တာဒါစတော့ဈေးကွက်တစ်ခုလုံးရဲ့17ရာခိုင်နှုန်းကိုကျဆင်းစေခဲ့တာဒီစင်စာစိုးကြီးကဒီလောက်နဲ့တောင်မပြီးသေးဘူးနောက်ထပ်9ရက်ကြာတဲ့အောက်တိုဘာ29ရက်နေ့မှာအနောက်ရောက်အင်က Last Tuesday ဆိုပြီးတော့လောကရန်ကနောက်ထပ်တစ်ခွက်ထပ်ပြခဲ့တယ်ဒီတစ်ခေါက်မှာတော့16တသမ4တန်းအထိကိုထုံရောင်းခဲ့ကြပြီးတော့နောက်ထပ်17ရာခိုင်နှုန်းကျဆင်းခဲ့တယ်ထုံရောင်းတဲ့သူတွေကများနေတာဝယ်ချင်တဲ့သူကမရှိဘူး ဒီတော့ရောင်းလို့ကအများပြီးတော့ဝယ်လို့ကနည်းရင်ငွေစည်းတံမူတက်တယ်ဆိုတာသိပြီးလောက်ပြီပေါ့ဒါနဲ့ဆိုရင်ငွေစည်းတံမူတက်တာ၂ခေါက်တောင်ဖြစ်လာပြီဆိုတော့1929ခုနှစ်မှာပဲမဟာစည်းဝိုင်းပြက်ကက်ကြီးကစတင်ခဲ့တော့တာပေါ့ဒီလိုမျိုးပြဿနာတွေကြုံနေရတယ်ဆိုတာက stock ဈေးခွက်အကြောင်းကိုသိချာမသိချဘဲနဲ့ဝင်လို့ချင်ကြလို့ပါတကယ်လို့အခုဒီဗီဒီယိုကိုကြည့်နေကြတဲ့သူတွေလည်း stock ဈေးခွက်တွေကိုစိတ်ဝင်ကြရဲဆိုရင်တော့ဒီနေ့ပဲအကြောင်းကိုတည့်တည့်ဝင်ဝင်သိဖို့နဲ့ကြွန့်ကျင်လာစေဖို့အတွက်ကျမတို့ရှင်တို့ application တွေက The Great Game ဆိုတဲ့စာအုပ်နဲ့ ဒီ intelligent investor ဆိုတဲ့စာအုပ်ထဲမှာတွားရောက်ပြီးရလေ့လာလို့ရပါတယ်။ကျွန်တော် application ဆိုတာကနိုင်ငံတကာကကမ္ဘာကျောစာရေးဆရာတွေစာအုပ်ပေါင်း600ကျော်ကိုမြန်မာဘာသာနဲ့အနည်းချုပ်ဘာသာပြန်ပေးထားတဲ့အပြင်အတန်နဲ့ဟောစာနဲ့ပါဖတ်ရှုလို့ရတဲ့ application တစ်ခုပဲဖြစ်ပါတယ်။ကိုကအနည်းချုပ်မဖတ်ချင်ဘူး။တော်လုံးမဖတ်ချင်နေဆိုရင်လေ full review ဖို့တည်ရှိနေရမှာလို့အခုဒီ video ကိုကြည့်နေကြတဲ့မိတ်ဆွေတို့ဒါစာဖတ်ရတာကြိုက်တယ်ဆိုရင်တော့အခုပဲ Play Store နဲ့ App Store မှာ download သွားဆဲပြီးတော့ install လုပ်ဖို့တိုက်တွန်းလိုက်ပါတယ်ရှင်။အကြောင်းအရာကိုပြန်ဆက်ရမယ်ဆိုရင်ဒီလိုမျိုးစီးပွားပြက်ကက်ဆိုင်ကြရတာက ဘန်နီနဲ့တိုက်ရိုက်သက်ဆိုင်နေရပါ။ဘာလို့လဲဆိုတော့အပိကကဘန်နီကငငယ်တော်ကလည်းတင်းကျုံထားတာမရှိသလိုစနေတကျသွားနေရလည်းမဟုတ်ဘူး။အဲဒါကြောင့်အခုလိုငွေကြေးမငြိမ်မသက်မှုတွေဖြစ်လာတာနဲ့အမျှဘန်နီမှာဆုထားသမျှကိုထောက်ယူကြတယ်။ဘန်နီဆိုတော့ကလည်းတယောက်ကလာဆုတဲ့ငွေကိုနောက်တစ်ယောက်စီထုတ်ချေးပေးနေလေပတ်နေရဆိုတော့ထုတ်ချင်တဲ့သူတွေကများလာတယ်။ဒါပေမဲ့ချေးထားတဲ့သူတွေကပြန်မပေးနိုင်ဘူး။ပိုင်ဆိုင်မှုတွေကိုတိမ်ပြီးပြန်အောင်မယ်ဆိုရင်လေစတော့ရှင်ယာတွေတောင်ဝယ်ကြမဲ့သူမရှိတဲ့ဒီခေတ်ကြီးမှာကွန်မြူနတီတစ်ခုရောင်းထပ်ဖို့ဆိုတာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူး ဒီတော့တချို့ဘန်တွေကပိတ်ပစ်ရပြီးတော့ဒေဝါလီခံကြသလိုတချို့ကလည်းထွက်ပြေးကြတယ်မပိတ်ရတဲ့ဘန်တွေကတော့လူတွေရဲ့ယုံကြည်မှုကိုဆုံးရှုံးလိုက်ရတဲ့အတွက်ဘန်မှာငွေစုတာတွေဘာတွေမရှိကြတော့တိုင်းပြည်တစ်ခုရဲ့စီးပွားရေးဆိုတာကဘန်တွေထဲကလည်းတိုင်းရဲ့အချိုးကျနေရဆိုတော့နိုင်ငံတွေမှာစီးပွားရေးမငြိမ်သက်မှုတွေစတင်ပြီးတော့ဖြစ်လာခဲ့ဒီအချိန်မှာတော့အမေရိကန်အစိုးရအနေနဲ့လည်းဘာမှမတတ်နိုင်ခဲ့ဘူးသူတတ်နိုင်တာကတော့အခွန်တိုးခေါက်ဖို့ပါအခုဒီဗီဒီယိုကိုကြည့်နေကြတဲ့သူတွေပဲတွေးကြည့်လိုက်ပေါ့ဝင်ကြီးပြဿနာတက်နေချိန်မှာအခွန်စစ်ချက်တယ်ဆိုတာကကရုံးပေါ်ထိတ်ခွက်တယ်လို့စီးပွားရေးကိုပိုဆိုးလာခဲ့တယ် အခုလိုမျိုးကြီးမားတဲ့အခွန်တွေကြောင့်ပဲပြည်ပကနေပြီးတော့ကုန်သွယ်ရေးဆက်ပြီးတော့မလုပ်ချင်ကြတော့ဘူး1926ခုနှစ်ကနေပြီးတော့1934ခုနှစ်အတွင်းမှာကမ္ဘာကုန်သွယ်ရေး66ရာခိုင်နှုန်းကျဆင်းလာခဲ့တယ်။ဒီလိုမျိုးစီးပွားရေးမဏီမတက်မှုတွေကြောင့်ပဲအမေရိကန်ကလုပ်ငန်းအလုံးနီးပါးပိတ်သိမ်းခဲ့ကြရတယ်။ပြည်ရင်းထဲကဘန်900ကျော်ကလည်းဒေဝါလီခံခဲ့ရတယ်။ဒီလိုလုပ်ငန်းတွေပိတ်လိုက်ရတဲ့ဆိုးဆိုးအနေနဲ့အလုံးလက်မဲ့လူရန်းစားတွေကပုံများလာခဲ့ပြီးတော့အမေရိကန်တမိုင်းမှာအမြင့်ဆုံး24.9ရာခိုင်နှုန်းအထိအောင်ရှိခဲ့တယ်။ ဒီလိုဆင်းရဲမွဲတိပြီးတော့အင်ဂျင်ယာမဲ့ပြစ်လာခဲ့ကြတဲ့အမေရိကန်ပြည်သူတွေကတီးတန့်ရောက်ွက်ငယ်တစ်ခုမှစူပေါင်းနေထိုင်ကြပြီးတော့ဒီရောက်ွက်ရဲ့နာမည်ကိုတော့မှ Hover V လို့နာမည်ပေးခဲ့ကြတယ်။ဒီနာမည်တခြားတော့မဟုတ်ဘူး။တေချာမစီမံတတဲ့တမရကြောင့်ငါတို့ဒီလိုမျိုးနေရတယ်ကွာဆိုတာကိုသိအောင်လို့တမရရဲ့နာမည်ကိုအစွဲပြုတ်ပြီးတော့ပေးထားခဲ့ကြတာ။ဒီလိုမျိုးအခြေအနေတွေဆိုးရွားနေတဲ့ကြားထဲကမှအစိုးရရဲ့အကောင်လို့ပဲပြောရမလား။1932ခုနှစ်မှာ Roosevelt ကတမရအဖြစ်ရွေးကောက်တင်မြှောက်ခံရတယ်။သူကအရင်တမရထက်စာရင်တော့အခုလိုစီးပွားရေးမငြိမ်မသက်မှုတွေကို တိစားကိုင်းနေနိုင်ငယ်လို့ပြောလို့ရတယ်။လောကားကတွေနဲ့လူမှုပူလောင်ရေးအစီအစဉ်တွေကိုပို့ပြီးတော့စစ်စနစ်ကြအောင်ရေးဆွဲနိုင်ခဲ့တဲ့အပြင်ဟိုမှာဘဏ်လုပ်ငန်းတွေကိုလည်းပြန်ပြီးတော့လည်ပတ်နိုင်အောင်လုပ်ခဲ့တယ်။ဒါပေမဲ့အလာကောင်းဝင်မဲ့အခါနှောင်းထားခဲ့ပြီးဒီပြက်ကကြီးရဲ့အကျိုးတရားမှုတွေကတကမ္ဘာလုံးကိုပြန့်နှံ့ပြီးတော့စည်ရင်ဒုက္ခရောက်ခဲ့ကြရတယ်။ဒီလိုမျိုးအစွန်းရောက်ဝါရသမားတွေပေါ်ထလာကြပြီးတော့စည်ရင်မှုတွေနဲ့အခြားနိုင်ငံရေးကိစ္စတွေရောထွေးပြီးတော့ဒုတိယကမ္ဘာစစ်ဆိုတာကြီးကပေါက်ွားလာခဲ့တယ်။ကမ္ဘာစစ်ကြီးထပ်ပြတ်တော့မှပဲမဟာစည်းဝေးပြက်ကကြီးကလည်းစစ်ပြောင်းကြပြောက်သွားခဲ့တယ်လို့ပြောရမယ်။ ဲ့လိုနဲ့ပဲ1929ခုနှစ်မှာဖြစ်ခဲ့တဲ့စီးပွားပြက်ကက်ကြီးက1939ခုနှစ်ဒုတိယကမ္ဘာစစ်ကြီးစတင်ခဲ့တဲ့အချိန်မှာတော့ပြီးဆုံးသွားခဲ့တယ်။ဆိုတော့ဒီဗီဒီယိုကိုပြန်ပြီးတော့အနှစ်ချက်ရမယ်ဆိုရင်မကျွမ်းကျင်တဲ့နေရာတွေမှာလောဘတွေကြီးပြီးတော့ရင်းနှီးမြှုပ်နှံလိုက်တဲ့အတွက်ပါဆိုင်သမျှတွေအကုန်လုံးပြောင်းခဲ့ရတဲ့အမေရိကန်ပြည်သူတွေရဲ့အဖြစ်ကနောက်လာမယ့်မျိုးဆက်တွေအတွက်သင်ခန်းစာယူစရာတစ်ခုဖြစ်ပါတယ်။အဲ့ဒါအပြင်ကအတိုင်းပြည်တစ်ခုမှာငွေကြေးဖောင်းပွားတာနဲ့ငွေကြေးတဲ့မှုတက်တာကိုအတက်အကျကစားဖို့လိုတယ်ဆိုတာကိုလည်းသိခဲ့ရတယ်။ ဲ့လိုမှမဟုတ်ပဲနဲ့ဒီအရာနှစ်ခုတွေကတစ်ခုကသာရခိုင်လုံးနည်းနည်းလေးပို့သွားမယ်ဆိုတာနဲ့ဒီတိုင်းပြည်တစ်ခုလုံးကအေးဆွေမသွားနိုင်နဲ့ဆိုတာကိုလည်းသတိထားမိခဲ့။ဒီဘက်ကကနေပြီးတော့နောက်တစ်ချိန်ကျွန်တော်တို့လက်ထက်မှာပဲဖြစ်ဖြစ်တာသမီမင်းမင်းတွေလက်ထက်မှာပဲဖြစ်ဖြစ်ဒီလိုအဖြစ်ဆိုးကြီးနဲ့မကြုံရအောင်လို့ဘုံတုဒ္ဒရီအများကြီးပေးသွားခဲ့တာမို့လို့လူတိုင်းသိထားတဲ့ကိစ္စတစ်ခုလည်းဖြစ်ပါတယ်။ဒါဆိုရင်အခုဒီဗီဒီယိုကိုကြည့်နေကြတဲ့သူတွေကအမေရိကန်မှာတော်နေထွက်သမရဖြစ်လာပြီးနောက်ပိုင်းမှာကုန်တွေကုန်စည်းကျဲမှုတွေကြောင့် အနာကမှာဘာတွေဆက်ဖြစ်နိုင်မလဲဆိုတာကိုကွန်မန့်လေးမှာဝင်ရောက်ဆွေးနွေးဖို့ဖိတ်ခေါ်ရင်းနဲ့ဒီဗီဒီယိုကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်ရှင်။ Channel App ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်ဆယ်အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအသံနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ Application အသုံးပြုပုံအသေးစိတ်ကိုလည်း Channel Facebook Page မှာမေးမြန်းနိုင်ပါတယ်ရှင်။